နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれအော်ဒူဘာလာ၂၈ရက်အင်္ဂါနေ့ ရှင်မတဲ့ခရဝင်ကညီခုနဲ့အငယ်24မှ29အကျဉ်သူသည်ငါဟောပြောသောစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်သောပညာရှိနှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေ၏ ထိုသူသည်တဲပေါ်မှအိမ်ဆောက်သောလူမိုက်နှင့်တူချောင်းကိုငါပုံပြမည်မောရ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်တော်အခါကြီးစွာသော ပြိုလဲခြင်းသို့ရောက်လေသည်ဟုဟောတော်မူ၏သူအိမ်ဒီကြောက်ပေါ်မှာတည်သောကြောင့်မပြုံမလဲနေ၏ ရှမတဲခရဝင်အခန်းကြီး9အခန်းငယ်25ခရစ်တော်၌မှန်ကန်သောအုံမြင့် American ဘောလုံးတိုက်စစ်မှု CJ Stroud သည်ငယ်ရွယ်ပြီးစွမ်းရည်ရှိသည်တခင်ယေရှုကိုမရှက်မကြောက်ယုံကြည်သူဖြစ်သည်ပြမ်းမြအသက်မွေးဝမ်းကြောင်းပြုနိုင်ခြင်းသက်တမ်း3ဒသမ3နှစ်သာရှိသည့်ကျွမ်းကျင်အားကစားသမားဘဝတွင် Stroud က ဘောလုံးကစားရမှာအကွေ့အကောက်အလှည့်ပြောင်းတွေအများကြီးရှိတယ်။ဒါပေမဲ့အဆုံးမှာတော့ခံယူချက်အခြေခံအုတ်မြစ်ကအဓိကပါပဲ။ပြီးတော့ကျွန်တော်ရဲ့အခြေခံအုတ်မြစ်ကိုသတ်မှတ်ပေးတဲ့အရာက ကျွန်တော်ရဲ့ယုံကြည်ခြင်းပဲဟုသူဤယုံကြည်ခြင်းမြည်သည့်နေရာ၌တည်တည်ကို အရှိအတိုင်းပြောဆိုခဲ့သည်။ဘောလုံးသို့မဟုတ်အခြားမြည်သည့်အသက်မွေးဝမ်းကြောင်းမှုဖြစ်စေ၎င်းသည်အတက်အကျအလှည့်အပြောင်းများရှိသည့်တစ်ခုတည်းသော အသက်တာဂန္ဓာမဟုတ်ပါစိမသက်အခန်းကြီး9အငယ်24မှ29ပါသခင်ယေရှု၏ပုံဥပမာတွင်အိမ်နှလုံးသည်မိုးရွာခြင်းရေကြီးခြင်းနှင့်လေတိုက်ခြင်းဒဏ်ကို အတူခံခဲ့ရသည်သို့သောအိမ်တစ်လုံးသာမုန်တိုင်းဒဏ်မှလွတ်မြောက်ခဲ့ခြင်းမှကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏၎င်းသည် ခရစ်တော်၏သင်ပြမှုတင်စားချက်ဖြစ်ပါသည်မှန်ပါသည်ဤဘဝ၌လောကဒဏ်မုန်တိုင်းများဖြစ်ပေါ်သည် ဖျားနာခြင်းနှင့်မရေတွက်နိုင်သောအခြားအကျက်တဲများကကျွန်ုပ်တို့ကိုခြားကြလေစီသည်ဘဝသည် မုံတိုင်းတန်ခံနိုင်သည့်အရာမဟုတ်ပါသို့သော ကျွန်ုပ်တို့၏အသက်တာကိုသေချာသောအခြေခံအုတ်မြစ်ဖြစ်သည့်သခင်ယေရှုနှင့်သူ၏သွန်သင်ချက်အပေါ်တွင်တည်ဆောက်ခြင်းကခြားနားမှုကို ဖြစ်စေသည်ဘဝမုံတိုင်းများကြာရောက်သောအခါခရစ်တော်၌ဆွေးမြေးတည်နေရန်ညင်းဆိုသူများမှ ပို၍ထိရှလွေကြသည် သို့သောကိုတော်၏စကားတော်များကိုနာခံသူတို့မှာတည်ငြိမ်နေမည်ဖြစ်သည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြုတ်မလဲနေ၏အမှန်ပင်ကျွန်ုပ်တို့၏အခြေခံအုတ်မြစ်သည်အဓိကကြပေသည် င်းအသက်တာသည် မုံတိုင်းကို ရင်ဆိုင်ရန်မည်သို့အစဉ်သင့်ရှိနေသည်။ခရစ်တော်ဤသွန်သင်ချက်များက အခက်အခဲများကြားတွင်တည်ငြိမ်နိုင်အောင် သင်အားမည်သို့ကူညီပေးခဲ့သည်။ဖဖျားသခင်ယေရှုနှင့်သူ၏စကားတော်ထက် အခြားအရာများပေါ်တွင် အသက်တာကိုတည်ဆောက်ခြင်းအတွက်ခွင့်လွှတ်ပြီးကိုယ်တော်ကိုပို၍အမိပြုကိုးစားရန် ျွန်ုပ်အားကူညီမဆတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။